ဒီထုတ်ပြန်ကြေညာချက်ကတော့အားရစရာကောင်းတယ်ကျေးဇူးလေးတင်ပါတယ်။ယူပါဝင်တိုင်းရင်သားလက်နက်ကင်အဖွဲ့6ဖွဲ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ဟွန်းတက္ကသိုလ်ရှင်များအားလုံးမင်္ဂလာပေါ့ကျော်ထွန်ဘလော့ကနေပြန်လေးကျော်စော်လိုက်ပါတယ်နော်ဒီနေ့ကတော့ကျွန်တော်ပြန်လေးရှက်ရင်းလောက်ပေးသွားမှာကတော့ဝေလို့ယူနေဘာမှဖြစ်လာတော့မှာမဟုတ်ဘူး။တနင်္ဂနွေလုံးပြစ်ခတ်ရက်စဲရေးစာချုပ်ကပြက်ပြေသွားပြီလို့ KNU ပါဝင်တိုင်းရင်သားလက်နက်ကင်အဖွဲ့6ဖွဲ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ဟွန်း ီထုတ်ပြန်ကြေညာချက်ကတော့အားရစရာကောင်းတယ်ကျေးဇူးလည်းတင်ပါတယ်။ဒါပေမဲ့ရက်တီချက်တွေပြတ်သားဖို့လိုပါတယ်။အပြောနဲ့အလုပ်တစ်ထပ်တည်းညီဖို့လိုပါတယ်။လိုအပ်ရင်လိုအပ်တယ်လို့ထုတ်သုံးပြီးအတန်နဲ့ထုတ်နေတာထက်ဆိုင်လိုအပ်ရင်လိုအပ်တယ်လို့လက်တွဲပူးပေါင်းသွားတာကိုပဲကျွန်တော်တို့ပြည်သူတွေကမြင်ချင်ပါတယ်။ဘာဖြစ်လို့ဒီလိုပြောရတာလဲဆိုလို့ရှိရင်တော်လိုင်းကာလတစ်လျှောက်လုံးမှာ KNU ကစစ်ရေးကိုဘလို့ကစားခဲ့လဲဆိုတာမြင်တွေ့ခဲ့ရလို့ပါ။ကြားသိခဲ့ရလို့ပါ။တော်လိုင်းမှာနှစ်ဖက်ပဲရှိပါတယ်။တစ်ဖက်က ြက်ပြက်တသားရက်ကမှာဖြစ်ပါတယ်။တစ်ဖက်ကပြက်ပြက်တသားကြောခိုင်းရမှာဖြစ်ပါတယ်။ဒီတုံလန်ရေးကြီးကလည်းဆက်ပြီးတော့ဤနေမှာ ဖြစ်တယ်လို့ပြည်သူလူထုကလည်းပူပြီးဒုက္ခရောက်မှာပါ။ပေးဆက်သွားရတဲ့အသက်တွေအများကြီးပါပဲ။ထောင်ထဲရောက်နေတဲ့ပြည်သူတွေအများကြီးပါပဲ။အသက်နဲ့ရင်းပြီးတိုက်နေကြရတာဖြစ်တဲ့အတွက်နိုင်ငံလက်နက်ကင်တွေပေါ်မှာလည်းအများကြီးမှုတည်နေပါတယ်။တို့တို့ကနိုင်ငံလက်နက်ကင်တွေကိုမရုပ်ဘက်ကိုပါပါလို့မအောင်ကျင်တော့ပါခုချိန်မှာ ဟုတ်နော်ပုံခဲ့တာလေပါဇက်ညောင်းနေပါပုံခဲ့တာလေဟုတ်တယ်ပါဇက်ညောင်းနေအခုချိန်မှာမင်းတို့ငါတို့ဘက်ကိုပါပါတုံလည်ရေးဘက်ကိုပါပါဒါမှငါတို့အားလုံးလွတ်မြောက်မယ်လို့ပြောမယ်အစားမင်းတို့တစ်ဖက်ဖက်ကိုရက်လိုက်ပါငါတို့ကိုကြောခိုင်းရင်လဲကြောခိုင်းလိုက်ပါတော့လို့ပဲပြောချင်ပါတော့တယ်ကဲယူပါနော်အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံထဲမှာရှိနေတဲ့တိုင်းသားလက်နက်ကိုင်တော်တော်များများဟာ စစ်ကောင်စီနဲ့မလွတ်ကင်းပါဘူးဒါတွေကိုကျမတို့သိထားပါတယ်နားလဲနားလဲပြီးနိုင်ပါတယ်ဒီကိစ္စတွေဒါပေမဲ့၅နှစ်ပြီးသွားပြီဖြစ်တဲ့အတွက်ဒီပြီးခဲ့တဲ့တော်လှန်ရေးကာလ၅နှစ်မှာဘာတွေလိုအပ်ချက်ရှိလဲဘာတွေကအားနည်းချက်ဖြစ်နေလဲဆိုတာကိုတည်တည်ချာချာပြန်ပြီးစစ်ဆစ်ကြဖို့စဉ်းစားပြီးတော့မှတပြန်ပြန်ပြီးတော့ခေါင်းထောင်မှုဥထောင်မှုအတွက်ကိုလိုလားပါတယ်ကျမတို့ပြည်သူတွေကျင်းယူမှာကအဖွဲရလဲ၃ခွဲလောက်ရှိတယ်ဒီ၃ခွဲလုံးကလဲစစ်ကောင်စီနဲ့မရှင်းမရှင်းနေဖြစ်နေကြတယ် နော်ခင်ယူမှာ၃ဘွဲ့ရှိတယ်စကန်နယ်လည်းမရှမ်းမရှမ်းအဲ့တော့ဒီအကျိုးစီးပွားတွေနဲ့ဒါဆက်ပြီးသွားမယ်ဆိုလို့ရှင်တော့ရန်သူကရန်သူမိတ်ဆွေကမိတ်ဆွေခွဲရတော့မှာဖြစ်ပါတယ် KNU နေနဲ့အမျိုးသားရေးစိတ်သက်ရှိဖို့လိုပါတယ်နော်အမျိုးသားရေးစိတ်သက်ဆိုတာ KNU တမျိုးသားလုံးအတွက်ကိုစဉ်းစားပေးဖို့လိုပါတယ်အမျိုးသားရေးစိတ်သက်မရှိတော့ဘဲနဲ့အကျိုးစီးပွားပေါ်မှာပဲဆက်သွားနိုင်မယ်ဆိုလို့ရှင်တော့ KNU ပြည်သူတွေအတွက်လည်းဟိုအလားလာမကောင်းသလိုကျမတို့ အတိုင်းပြည်လုံးအတွက်လည်းလားလာကောင်းမှာမဟုတ်ပါကျမမြင်ရသလောက်တရားယူကအယူွက်နင်းတဲ့နေရာမှာအရန်တော်ပါတယ်တရားယူကပါလားအယူွက်နင်းတဲ့နေရာမှာအရန်တော်ပါတယ်တဲ့နော်တစ်ဖက်မှာဟလာတိတုံညာနှစ်ခုစစ်စင်ရေတို့ဘာလို့တစ်ဖက်မှာမြန်မြန်ဆိုင်ဆိုင်လုပ်နေတော့တော့မတို့ဒီတိုင်းနေလို့တော့မရဘူးဆိုပြီးထလှုပ်ရှားလှုပ်ရှားရင်လှုပ်ရှားတလို့တို့ကလည်းအောင်မြင်နေလေနော်မလုံနိုင်တာမဟုတ်ဘူးမလုံကြတာပါမလုံကြတာပါကိုကိုကိုပြက်ပြက်သားသား မဆုံးဖြတ်ရဲတာပါနော်လက်လွတ်ဆုံးရှုံးရမယ်အရာတွေကိုတကယ်တကယ်ငါတို့လက်လွတ်ဆုံးရှုံးရမယ်ဆိုတဲ့အတိဝင်လာတဲ့အခါကျတော့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေရပါဒါကိုလည်းကျမတို့ပြည်သူတွေမြင်နေရပါတယ်နော်ဒါကြောင့်မို့လို့ KU နေနဲ့ပြတ်သားပါ KU နေနဲ့မပြတ်သားလို့ရှိရင်ကျမတို့ပြည်သူလူထုကပြတ်သားရပါလိမ့်မယ်အဲ့လိုပဲ KNU အမျိုးသားတုကြီးလည်းပြတ်သားရမှာပါဟုတ်နော်နော်မျိုးသားရေးကိုဟုတ်လားမျိုးသားရေးအတွက်ငါတို့ဒီတော်လန်ရေးကို ဝင်ခဲ့တာပါဆိုတော့မူလရည်ရွယ်ချက်တွေရှိဖို့လိုပါမပြောင်းပြက်ဖို့လိုပါအဲ့ဒီလိုအမျိုးသားရေးစိတ်ဓာတ်နဲ့သွားမှလဲကိုပြည်နယ်ကိုသိမ့်နိုင်ပြီးတော့မှတိုင်းပြည်လုံးလွတ်မြောက်ရေးကိုဆက်ပြီးတော့သွားလို့ရမှာပါတချို့ကပြောကြတယ်နော်ညီတို့ NUG ကဘလို့ဘလောက်အတုံးကြခဲ့လို့လဲညီတို့ NUG ကဟောငွေတွေမပိုးဘူးလားငွေစည်းတွေမရှိဘူးမှလား NUG တုံးမကြခဲ့လို့အခုလိုတွေဖြစ်တာလို့ပြောပါတယ်အရင်ကြီးပဲဖြစ်ဖြစ် KNU ပဲဖြစ်ဖြစ် ဘယ်တိုင်းသားလက်လက်ကင်ပဲဖြစ်ဖြစ်ဘယ်ဖွဲ့စည်းပဲဖြစ်ဖြစ်ဖြစ်ပြီးသားတွေကိုကျမတို့ပြန်ပြီးပြောနေလို့လေဘာမှဖြစ်လာမှာဘာမှအရာထင်လာမှာမဟုတ်ပါဘူးအယူကြီးနေနဲ့ငွေတွေအလွဲသုံးသားလုပ်ခဲ့တယ်ဆိုလို့ရှိရင်လေပြီးခဲ့တဲ့9နှစ်မှာငါတို့ဘာမှခဲ့လဲဆိုတာကိုစစ်စစ်ပြီးတော့မှဒီပိုကောင်းတဲ့အရာနဲ့တွားအောင်ဖြစ်ပါတယ်ကျမတို့ပြည်သူတွေဒီထိနားလည်ပေးမှာဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့တို့အရင်အရေးကြီးနေတာကဒီစစ်အာဏာရှင်ပြုတ်ကြဖို့တခုပါဒီစစ်အာဏာရှင်ကမပြုတ်ကြဘူးဆိုလို့ရှိရင်ကျမတို့ကဒီတော်လှန်ရေးကာလကြီးကို နော်ချက်တန်းတဲ့အချိန်မှာလဲအသက်တွေများစွာ ပေးဆက်ခရရလို့ဘဝတွေများစွာအိမ်တွေချိတ်ပိတ်ဟုတ်လားလူတွေနိုင်ငံသားတွေရောက်အဲ့ဒီလိုမျိုးပေးဆက်ထားရတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တွေကနားလည်ပေးနိုင်ပါတယ်နော်အဲ့ဒီထက်အရေးကြီးတာဘာမှမရှိတော့ပါဘူးညီတော်လည်းမနိုင်လို့ရှိလေပဲကျွန်တော်တို့ပြည်သူလူထုတိုင်းပြည်ထဲကနောက်ထပ်၃ဘုံ၃ဘုံလောက်ကနိုင်ငံမဲ့တွေဖြစ်သွားတော့မှာအဲ့တော့ကျွန်တော်တို့အနာဂတ်ကြီးကအင်မတန် စွန့်စရာကောင်းပါတယ်ဒါကြောင့်မို့လို့တချို့ကိစ္စတွေတချို့ပြဿနာတွေကျမတို့နားလည်ပေးနိုင်ပါတယ် KNU လို့ပဲဖြစ်ဖြစ် KIA လို့ပဲဖြစ်ဖြစ်အရင်တုန်းကလက်တွဲပြီးတော့ဒီစစ်ကောင်စီနဲ့အတူတူကြိုးစည်းပွားတွေလုပ်ခဲ့ကြတယ်ဒီကြိုးစည်းပွားတွေကိုငှက်ညာပြီးတော့မှเนาะဒီချိန်ထိမပြတ်မနာဖြစ်နေခဲ့ကြတယ်ဆိုလို့ရှိရင်ကျမတို့ပြည်သူတွေအနေနဲ့နားလည်ပေးပါပါအခုချိန်ကစပြီးပြတ်သားလိုက်ပါပြောချင်ပါเนาะအဲ့တော့ဒီပြည်သူတွေရဲ့သဘောဆန္ဒအတိုင်း တော်ဖို့လိုအပ်ပါတယ်ဒီပြည်သူတွေရဲ့အတန်ကိုနားထောင်ပြီးတော်ပြီးကြစီကြမှာဘာဖြစ်လို့လဲဆိုတော့ကျောင်းပြည်သူတွေကအားကိုးနေရတာအကုန်လုံးအားကိုးနေရတာပါနော်အဲ့တော့အားကိုးတာကြီးတစ်ခုပဲလားဆိုတော့မဟုတ်ဘူးလေပြည်သူတွေကိုယ်တိုင်ပါဝင်ပေးနေတယ်လှုပ်ဆောင်ပေးနေကြတယ်ထောက်ပို့တွေလည်းထောက်ပို့တွေလည်းပြည်ပမှာရှိနေတဲ့လူတွေလည်းလုပ်ပေးနေကြတာပဲနော်ဒါကကျမတို့ရဲ့မျှော်လင့်ချက်ပို့ပြီးတော့ကြီးမားနေတာဖြစ်တဲ့အတွက်တချို့ကိစ္စတွေကျမတို့နားလည်ပြီးလို့ကြားပါလုံးကြပါဆီဆီလုံးလုံးသွားကြပါလို့ကျမတို့ပြည်သူတွေអော်ခဲ့တာငားမိရှိခဲ့ ဟောနော်ဒီသူတွေပြောတာငါနဲ့ရှိအာနာသိနာပြောတာဗောနော်ဒီနေ့ဒီချိန်ကြီးဒီစစ်စစ်လုံးလုံးညီညီညွတ်ညွတ်သွားမယ်အရင်ကတိတိချချာအကောင့်ထဲပို့လုဆောင်နေတာမျိုးမတွေ့ရသေးပါတတိုင်းပြည်လုံးလူမြောက်ရေးအတွက်နော်ကိုပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက်အားလုံးကတညီတညာနဲ့ဒီလိုလိုင်းရေးထဲကိုဝင်လာခဲ့ကြတာပြည်သူတွေအပေါင်းအတိုင်းသားလက်နက်ကိုင်တွေလည်းညီညာညီညီညာညာတွားခဲ့ကြတာပဲ နော်သူတို့ရဲ့ယက်တီချက်တွေလည်းအရင်တုန်းကတော့ပြက်ပြက်တတလို့ထင်ခဲ့ကြတာပဲဒါပေမဲ့အခုချိန်မှာမပြက်သားဘူးဆိုလို့ရှိရင်မပြက်သားတဲ့အဖွဲ့အစည်းကိုတနက်ပြောင်းလှည့်လိုက်ပါတော့อืมမပြက်သားတဲ့ပြောင်းလှည့်ပြောင်းလှည့်လိုက်ပါတော့နော်ပြန်ယူချစ်ချစ်မှုလို့အချင်းချင်းအမျိုးသားရေးအချင်းချင်းဒါမလုတ်ချင်ဘူးမတိုက်ချင်ဘူးဆိုတာကဒါကပြည်သူကိုလှည့်စားတာပဲဖြစ်ပါတယ်အချင်းချင်းမို့လို့မတိုက်ချင်ဘူးဆိုတာလောက်နဲ့ကျမတို့ပြည်သူကိုနှိမ့်သိမ့်ပေးလို့ရမှာမဟုတ်တော့ပါဘူးเนาะ အလုံးလုံးမြောက်ပို့သွားတယ်ဆိုလို့ရှိရင်ဒီအာနာရှင်ကိုပြုတ်ကြအောင်တော်လိုင်းတော်လန်တဲ့နေရာမှာနော်မပါဝင်ခြင်းဘူးမပြတ်မသားဖြစ်နေတယ်ဆိုလို့ရှိရင်အလုံးရင်သူပါပဲဟုတ်နော်ရင်သူစင်းနေဝယ်ထည့်ရတော့မှာပါအမျိုးသားရေးတွေပါတယ်အဲ့ချိန်မှာကြည်လို့မရတော့ပါဘူးနော်တမျိုးသားလုံးလုံးမြောက်ဖို့အတွက်ဒီမတို့လူမျိုးချင်းချင်းမတိုက်ခင်ဘူးဆိုလို့ရှိရင်နော်ကျမတို့ကကျမတို့ပြည်သူထပ်ပြီးတော့ဂျင်းကျွေးနေတာ ਨੇ တူတူပါပဲမတိုက်ခင်ဘူးဆိုလို့ရှိရင်ရက်လိုက်ပါ နော်ဒါတော့ကျမ KNU ကိုပြောတာပါတချို့က KNU ကိုဝေဖန်တာမကြိုက်ပါဘူးအင်းအဲ့တော့ကျမတို့ကဝေဖန်တာမသုံးသက်ချက်သုံးသက်ပြတာပေါ့နော်အဲ့ဒါလိုနားလည်ရမှာပေါ့ခုချိန်မှာမကြိုက်တာကြိုက်တာနဲ့တွားရတော့မှာမဟုတ်ကျမတို့ဘာလို့တင့်လဲဘာလို့ရမလဲဆိုတာကိုတွားရတော့မှာဖြစ်ပါတယ်အင်းအဲ့တော့ကျမတို့ပြည်သူတွေထဲမှာလည်းနော် KNU မှာလူငယ်တွေအများကြီးရှိပါတယ်ကရင်လူငယ်တွေလည်းအများကြီးလက်နက်ကင်လာကြတာဖြစ်ပါတယ်ဒီခေါင်းဆောင်တွေအတော့မကြအောင်ဆိုလို့ရှိရင်ကျမတို့ဘယ်လိုနီးနဲ့သွားမလဲဒီကောင်းဆောင်လေးကိုဘယ်လို့ ဟုတ်လားလက်ကမ်းဖြုတ်ပြီးတော့မှဘလို့ဒီမဟာမိတ်တွေအချင်းချင်းဘလို့တွားလို့ရမယ်ဆိုတဲ့ဟာကိုစဉ်ပြောင်းပြီးစဉ်းစားသင့်ပါဒီခေါင်းဆောင်တွေပြောလို့မရရင်လည်းထားလိုက်ပါတော့အဲ့ဒီလိုမှသူတို့ကကိုရီကိုပြန်ပြီးနှောက်ရက်နေမယ်ကိုရီကိုကုလည်းမကူညီဘူးနှောက်ရက်နေမယ်ဆိုလို့ရှိရင်တော့အဲ့ဒီနှောက်ရက်တဲ့လူအကုန်လုံးကရန်သူစင်းနဲ့ထည့်ပြီးတော့တွားအောင်မှာဖြစ်ပါတယ်ဒါတော့ကျမတို့အတန်ထုတ်ပြီးတာပါနော်ဘာလို့ဆိုပြည်သူရဲ့အတန်ကလည်းလိုအပ်တာဖြစ်တယ်နော်ကျမကပြောလို့ရှိရင်တချို့တော်တော်လာတားရတာလည်းရှိတယ် เนาะအဲ့တော့ကျွန်တော်တို့အခုချိန်မှာဟိုငါတို့စီးလုံးရမယ်ဆိုတဲ့ဟာလောက်နေမလုံလောက်တော့ဘူးလို့ကျွန်မထင်တယ်ပြောတင်တာကိုပြောပြောကြရတော့မယ့်အချိန်ဖြစ်ပါတယ်ကဲယူလဲမှလည်းကျွန်တော်တို့ပြည်ရဲ့အများကြီးပဲရှိပါတယ်ဒါပေမဲ့ဒါတို့ကတို့လုံးတို့လုံးနေကြတာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ပြည်သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူရဲ့အတန်းကိုတော့ထုတ်ပေးရမှာဖြစ်ပါတယ်ပြည်သူကလည်းတိတယ်တိနေတယ်ဆိုတော့ကိုတော့ပြောရမှာဖြစ်ပါတယ်ကျမတို့ KNU ရဲ့ရည်တည်ချက်ကိုတိပါတယ်ဒါကြောင့်မို့လို့ ပြန်ယူဒီချက်ကိုကောင်းစေခြင်းနဲ့ဒီချက်ပို့ပြီးတော့မှကျွန်တော်ပြည်သူနဲ့တူတူလက်တွဲလာစေခြင်းနဲ့ပြက်ပြက်တတလှုပ်စေခြင်းမှာတစ်ဖက်ကအတန်ကိုထုတ်ပြီးတော့ဒီတစ်ဖက်မှာတော့ဟုတ်လားဒီတစ်ဖက်ကတော့စစ်ကောင်စီနဲ့မပြတ်သားတာပါငါတို့ကပြတ်သားတယ်ဆိုရင်ပြည်သူကိုလှည့်စားပြီးတော့ဂျင်းထဲနေရတယ်ရက်တင်ပါပြီလို့ဒီမှအနေနဲ့တိုက်တွန်းခြင်းမှာဒါအဲ့တော့ကျွန်မပြည်သူတယောက်အနေနဲ့ပြောသင့်လို့ပြောသင့်နေတဲ့အချိန်ကြပြီဖြစ်လို့ပြောတဲ့စကားဖြစ်ပါတယ်အဲကျေးဇူး